လွမ်းပိုင်နယ်ဒွန်းနေထုံးမှာပဲငွေချေးပိုပြည့်စုံတဲ့ထက်ခိုင်ဝင်းစီကိုနော်ဖွင့်ထက်ကခြံခုံသွားခဲ့ကြအောင် အောက်ဖဲလှန်လာခဲ့တဲ့ဒရိုက်တောင်းအလုံးမဲမိကလာပေါင်းဗမီစနောင်းကနေချစ်ဆူလိုက်ပါတယ်လွမ်းပိုင်နယ်နော်ဖွင့်ထက်ရကဘော်ဘီဆဆနောက်ွယ်မှာတွဲခဲ့ကြကြအောင်အမှန်တရားတွေပေါ်လာပြီးနောက်ပိုင်းမှာသူတို့ရဲ့ဇက်ရှုပ်ကြီးကိုတိချင်းသူတွေလည်းများလာခဲ့ပါတယ် လောက်မိုင်ဆိုရင်လည်းလက်ရှိမှာနန်းစုရည်ဒီစုံနဲ့တွဲနေခဲ့တာဖြစ်တယ်လို့နော်ဖွင့်ထားကလည်းထုံလုံရေးလုပ်ငန်းရှင်ဒေဒီကျဲတထဲဖြစ်တဲ့ထက်ခိုင်ဝင်းရဲ့ချစ်သူတွေဖြစ်နေတာပေါ့ဒါကြောင့်မို့ဒီဇက်ရှုပ်ကြီးကိုဒရိုက်တာပြည်ဟင်းတရားကရှင်းပြလာခဲ့ပါတယ် တကယ်တော့နော်ဖွဲ့ထားကလွှတ်မိုင်ကိုဘော်ဘီဆဆာစီကနေစနိုက်ခဲယုံတင်မကပဲသူကိုယ်တိုင်လည်းခြံခုံခဲ့တယ်လို့ဒရိုက်တာပြိဟိန်တီယာကအောက်ဖဲလှန်လာခဲ့တာပေါ့ဒရိုက်တာပြိဟိန်တီယာကလွှတ်မိုင်နဲ့နော်ဖွဲ့ထားတို့ချစ်ဆခင်စားဖြစ်နေတဲ့အချိန်မှာတင်ဒဲလီတက္ကစီရဲ့ချင်းရုပ်ရှင်ဇာကားကြီးကိုဒရိုက်တာအနေနဲ့ရိုက်ခဲရတာမို့အကောင်လုံးကိုသိခဲ့ရပါတယ်နော်ဖွဲ့ထားကဘော်ဘီဆဆာနောက်ကွယ်မှာလွှတ်မိုင်နဲ့တွဲခဲ့ကြကရှူတင်မှာဆိုရင်လည်းတခန်းထဲမှာအတူတူအချိန်တွေဖြုံးခဲ့ကြတဲ့အထစ်ကိုနှိစက်ခဲ့ကြတာပေါ့ဒါပေမဲ့လွှတ်မိုင်နဲ့တွဲနေတဲ့အချိန်မှာပဲနော်ဖွဲ့ထားကထက်ခိုင်ဝင်စီကို တ်သွားခဲ့တယ်လို့ဒရိုက်တာပြင်းဒီယာကသူသိတဲ့အကြောင်းအရာတွေကိုပြပြလာခဲ့ပါတယ်။ထက်ခိုင်ဝင်းဟာရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်လဲဖြစ်တယ်လို့ကြည်ကြည်တဲ့ချမ်းသာမှုတွေပိုင်ဆိုင်တဲ့ခရိုနီသားတယောက်ဆိုရင်လည်းမှတ်မှားပါဘူး။ပြည်ရင်းမှာဆိုရင်လည်းနေရာတိုင်းမှာသူ့စီးပွားရေးလုပ်ငန်းတွေနဲ့ပြည့်နှက်နေတဲ့အတွက်နော်ဖောင်းထားကရွေးချယ်ဖို့ပါစဉ်းစားခဲ့တာပါ။သူဘဝတစ်ခုလုံးကိုပြောင်းလဲအောင်လုပ်ပေးနိုင်ဖို့အတွက်လွတ်မြောက်တဲ့ထက်ခိုင်ဝင်းမှအစများစွာတာနေတဲ့ထက်ခိုင်ဝင်းကိုသာရွေးချယ်ခဲ့တယ်လို့ဆိုပါတယ် ဒါကြောင့်မို့လော့မိုင်ကကြမ်းရည်ဖြစ်ခဲ့ရကနော်ဖော့ရထားကထပ်ခိုင်ဝင်တဲ့ဇလန်းတွေစခဲ့ပါတယ်။အခုလိုချန်ခုံသွားတဲ့အချိန်မှာဒရိုက်တာပြည်ဟင်းတရားကလော့မိုင်နဲ့ဇာကားတွေတူတူရိုက်နေရတာပေါ့။ဒါကြောင့်မို့လဲသူ့အနေနဲ့လော့မိုင်ကြမ်းရည်ဖြစ်ခဲ့ရတဲ့အကြောင်းတွေကိုလည်းသိနေခဲ့တာပေါ့။တစ်ဖက်ကကြည့်ရင်လည်းမင်းကလေးတယောက်မှအချစ်ထက်ငွေကြေးပြည့်စုံမှုကပိုအရေးကြီးတဲ့အတွက်နော်ဖော့ရထားကထပ်ခိုင်ဝင်ကိုရွေးချယ်သွားတာလည်းမမပါဘူးဆိုပြီးဒရိုက်တာပြည်ဟင်းတရားကတော့သုံးသပ်ထားပါတယ်။ လောမရဲ့ဝင်ငွေနဲ့ထပ်ခိုင်ဝင်ရဲ့ဝင်ငွေကအစပေါင်းများစွာကိုကွာချနိုင်ခဲ့ပါတယ်။တကယ်လည်းပဲနော်ဖော့ရဲ့ထားကချစ်သူဖြစ်တဲ့ထပ်ခိုင်ဝင်ကိုရွေးချယ်လိုက်တဲ့အချိန်မှာသူမဘဝကရုပ်ရှင်ဇာတ်ကားထဲမှာမင်းသမီးဖြစ်ချက်ချင်းပြောင်းလဲသွားရပါတယ်။ကိုထပ်ခိုင်ဝင်ရဲ့အရှိန်အဝါတွေကအနည်းပညာလောကမှာဇာမသိတာကြောင့်ဇာတ်ကားရင်းလိုလိုမှာနော်ဖော့ရဲ့ထားကမင်းသမီးဖြစ်လာခဲ့တာပေါ့။ ဒါအပြင်သူမပါဝင်ထားတဲ့ရုပ်ရှင်တွေမှာခွာရိုက်ခံရဖို့အတွက်မင်းသမီးမင်းသားတွေနဲ့နှွေးပညာရှင်တချို့ကလည်း not police ဆိုပြီးကန့်နေကြရပါတယ်။လွန်မိုင်ကိုစနိုက်တဲ့အကျဉ်းစိုးတွေပေါ်လာတဲ့အချိန်မှာတော့အနှွေးပညာရှင်တချို့က inner view တွေမှာ not police ထားကဖြူစင်သူလေးဆိုပြီးဇုတ်ကိုချီကျူးနေကြတာတွေလည်းရှိလို့နေပါတယ်။ဒါကြောင့်မို့ not police ထားကလွန်မိုင်နဲ့ Bobby ဆက်ဆာနောက်ွယ်မှာတွဲမိခဲ့တဲ့အဖြစ်တွေကိုစာတစောင်နဲ့သာတောင်းမှန်ရုံနဲ့ပြီးသွားခဲ့ကောင်ရုပ်ရှင်စကားကြီးတွေကိုပုံမှန်အတိုင်းဆက်လက်ရိုက်ကူးနိုင်နေပါပြီ။ ထက်ခိုင်ဝင်းကလက်ရှိမှာလဲနော်ဖော့ရဲ့ထားကိုအပြည့်ဝကိုကောက်ွက်ပေးကပံပိုးလို့နေပါတယ်။လွန်မိုင်ကလည်းနော်ဖော့ရဲ့ထားထားခဲ့တဲ့ဘဝမှာနတ်ဆုယရီစုံးနဲ့ချစ်တဲ့ကိုပြန်ဆကောင်းလက်ရှိမှာပျော်ရွှင်လို့နေပြီဖြစ်ပါတယ်။လွန်မိုင်ထက်သားတဲ့ထက်ခိုင်ဝင်းကိုရွေးချယ်ခဲ့တဲ့နော်ဖော့ရဲ့ထားပေါ်ဘရက်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလက်ခွက်ချပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။